KAT Entertainment ရွာလေးတရွာမှာမောင်မောင်ဆိုတဲ့လူငယ်လေးနေထိုင်ပါတယ်သူဟာအလုပ်တွေကိုမနှက်ဖြန်လုပ်မယ်ဆိုပြီးအချိန်ဆွဲတတ်သူပါ သူ့အဖေကလက်သမားမိသားစုအတွက်ကြိုးစားပေမဲ့မောင်မောင်ကတော့ပြင်းပြီးအချိန်ဖြုန်းတတ်တယ်တနေ့မှအဖေကတားရီလေခွင်းထဲကတစ်ပင်ကြီးကိုခိုးရမယ်မနှက်ဖြန်မနှက်အတူတူသွားကြမယ်လို့ပြောတယ်မောင်မောင်က ဟုတ်ကဲ့ပါအဖေမနှက်ဖြန်အစောကြီးထားပါမယ်လို့ပြန်ဖြေတယ် မနက်ဖြန်ရောက်တော့မောင်မောင်ကအဲ့ရတဲ့ကနိုးမလာဘူးအဖေကနိုးတဲ့အခါအဖေခုနှစ်အိတ်ချင်နေလို့နောက်မနက်မှသွားပါမယ်လို့ဆိုပြန်တဲ့အဖေကစိတ်မကောင်းဖြစ်ပြီးတယောက်တည်းတစ်ပင်ခုတ်ဖို့ထွက်သွားတယ်။ညနေမှာမောင်မောင်လေကွင်းကိုသွားတော့အဖေကပင်ပန်းလျက်နဲ့ဒါမနက်ဖြန်ဆိုတာဘယ်တော့မှမရောက်ဘူးဒီနေ့မှပဲအလုပ်လုပ်ရမယ်လို့ဆုံးပါတယ်ဒါပေမဲ့မောင်မောင်ကနားမဝင်ဘူး။ ရက်တပတ်တွေကြာလာတော့မောင်မောင်ရဲ့အချိန်ဆွဲတဲ့အချင်းကြောင့်လေကွင်းကအလုပ်တွေမပြီးဘူးမိုးကာလာရောက်တဲ့အခါတီးနှံတွေစိုက်ဖို့နောက်ကျသွားပြီးမိသားစုကစိတ်ဆင်းရဲလျက်ရှိနေပါတယ်။တနေ့မှအဖေဖျားနာပြီးဆေးကုသဖို့ငွေမရှိဖြစ်နေတဲ့မောင်မောင်ကိုအိမ်ကြီးချင်းရွာကလူကြီးတယောက်ကအလုပ်ပေးတယ်ဒါပေမဲ့မောင်မောင်က မနှက်ဖြန်သွားပါမယ်လို့ပြောပြီးမသွားဘူး။နောက်နေ့မနှက်သူသွားတော့အလုပ်ကတခြားသူကိုပေးပြီးသွားပြီ။ အဖေဆုံးသွားတဲ့အခါမောင်မောင်နောင်လေးရတယ်သူနားလဲသွားတာက မနှက်ဖြန်ဆိုတာဘယ်တော့မှမရောက်တဲ့မူသားပဲဆိုတာပါအချိန်ကို အလတဖြုံတီးမိလို့အခွင့်လန်းတွေချေရသူတွေဆုံးရှုံးသွားရတယ်နောက်ဆုံးမှမောင်မောင်ဟာအချိန်တန်မိုးထားတက်လာပြီးစူးစားလောက်ကင်ကမိသားစုဘဝကိုပြန်လဲထူထောင်နိုင်ခဲ့ပါတယ်မနှက်ဖြန်ဆိုတဲ့စကားဟာအချိန်ဆွဲသူတွေရဲ့အကွက်ထဲကမူသားဖြစ်ပြီးယနေ့မှပဲစူးစားသူသာအောင်မြင်မယ်ဆိုတာဒီပုံမြင်လေးကတတိပေးထားပါတယ် အဆုံးထိကြည့်ရှုနာဆင်ပေးတဲ့အတွက်အထူးကိုကျေးဇူးတင်ပါတယ်လူကြီးမင်းတို့ကြိုက်နှစ်တက်မယ်လို့မျှော်လင့်ပါတယ်